မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရှေးကုန်စေးရုံမြကြီးတွင်ပရိတ်တရားတော်များရွှေဖက်ပူဇော်ဝဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့ဦးဆောင်မှုဖြင့်တနိုင်ငံလုံးမှာရဟန်းရှင်လူပြည်သူအများဘေးရန်ရေကိန်းဝေးစီရင်ရှိရွယ်ပြီးကျင်းပတဲ့ပရိတ်တရားတော်များရွှေဖက်ပူဇော်ဝဲအခမ်းအနားကိုဧပြီ၈ရက်ည9နာရီကရှေးကုန်စေးရုံရှင်မြင်တောင်ပတ်မှုရှိရှေးဟောင်းဗုဒ္ဓရုပ်ဘွားတော်များတစားမှကျင်းပကြောင်းသိရပါတယ်။ အခမ်းအနားသူရန်ကုန်တိုင်းဒေသကြီးတန်ခါနာယကအဖွဲ့တပိတကတရတပိတကလင်္ကာရစာသင်တိုင်းဦးစီးပဒနာနာယကဆရာတော်ဗက်တနာအကသာမီအမှုပြုတဲ့ဆရာတော်တန်ခါတော်များကြောက်တော်မူကြပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးများဌာနဆိုင်ရာတာဝန်ရှိသူများဗန္နာရဒိန်ကောပကအဖွဲ့များဘာသာရေးဝေအသင်းအဖွဲ့များတက်ရောက်ကြီးညိုကြပါသည် အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီးတန်ခါနိုင်ငံအဖွဲ့ဥက္ကဋ္ဌဆရာတော်ဗက်တနာအကာသမီထံမှပြည်သက်များကငါးပါးတိလခံယူဆောက်တည်ကြပြီးဆရာတော်တန်ခါတော်များရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများဌာနဆိုင်အားတာဝန်ရှိသူများဗန်နာရိုထိန်ကောပကအဖွဲ့များဘာသာရေးဝတ်အသင်းအဖွဲ့များကပြည်တရားတော်အားစုပေါင်းရပ်ဖတ်ပူဇော်ကြပါသည် အဲ့ဒီနောက်ဆရာတော်တန်ခါတော်များအားလူပဲဝိထုပစ္စည်းများစက္ကလူရင်ကြကနိုင်ငံတော်ဗဟုသံဃဝန်ဆောင်လှရည်တနာဆရာတော်ဗတ္တနာနာရတာဘိဝင်သာထံမှအနုမောဒနာတရားနာယူပြီးလူရန်မှုစုစုကိုရည်ဆက်သွန်းလောင်းအမြပေးဝေကအခမ်းအနားကိုရှုပ်သိမ်းပါတယ်။ ဆရာတော်တန်ဃာတော်၁၈ပါးမှာဇေယျရင်မြင်မြောက်ဖတ်မှုအောင်မြင်ရှိချမ်းသာကြီးတစောင်းမှာဧပြီ၁၆ရက်ထိ၉ရက်တိုင်တိုင်ယဟန်ရှင်လူပြည်သူများဘေးရန်ရဲ့ကင်းဝေးစေရန်ပြည်တရားတော်များကိုရွတ်ပွားပူဇော်ကြမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကိုကပြပူလာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့ဗဟန်းမြို့နယ်ကံတော်ကြီးတဘာဝဥယင်ကံအတွင်သူဇေဝိတဌာနငါးလူပွဲကျင်းပတဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်တွင်ဇီဝိတဌာနငါးလုပ်ပွဲကိုဧပြီလ၈ရက်နေ့နက်ပိုင်းကကံတော်ကြီးတဘာဝဥယျာဉ်မှကျင်းပကြောင်းသိရပါရယ်။ငါးလုပ်ပွဲတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းဒိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးများနှင့်တာဝန်ရှိသူများကမမြင့်ချင်းရွှေဝါငကျင်းနှင့်ငခုံးမကြီးစစ်စုပေါင်းကောင်းရင်9000ကိုဗဟန်းမြို့နယ်ကံတော်ကြီးတဘာဝဥယျာဉ်ကံတွင်သူလွှတ်ပေးကြကြောင်းသိရှိရပါရှင်ဒီသတင်းကိုလည်းဇွဲထက်ကိုကပြပူလာတာပါ နောက်ဆုံးနဲ့ဆက်မဲ့တဲ့ရင်ကတော့ BNN အစိုးရမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများရောက်ရှိတဲ့တွင်ဖြစ်ပါတယ်။ဧပြီလ၈ရက်မိုးလယ်ပိုင်းက BNN အစိုးရမှပေးပို့တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများဟာရန်ကုန်ပြည်ပဆိုင်ရာလေးစိတ်တို့ရောက်ရှိရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများမဟာဖြူဟာလေးလာရေးနှင့်လေးချင်ဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဦးစောဖြိုးဝင်း ဘေးရန်ရဲ့ဆိုင်ရာစီမံခကွဲမှုအစည်းအဝေးညွှန်ကြားရေးမှုဦးတန်းစုနယ်တာဝန်ရှိသူများမြန်မာနိုင်ငံဆိုင်ရာ BNN အတန်ယုံမှတာဝန်ရှိသူတို့ကကြိုဆိုကြတယ်လို့သိရပါတယ်။အဲဒီနောက် Department of Fire Fighting and Rescue တွေမှာလူတန်းနဲ့ General Director General ငိုင်ရန်တူအန်ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများပေးရရာတိုင်းနေသားစီအစိုးရအဖွဲ့ဝန်ကြီးချုပ်ကလက်ခံပါတယ်။ အစောပိုင်းပစ္စည်းများမှာ ရွှေပြင်းတဲ့အစာအစာစိနေစိပစ္စည်း2139ကီလိုဂရမ်ပါဝင်ကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့ထားပဲဖြစ်ပါတယ်